လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကနှစ်ပေါင်း100ကျော်အတွင်းဒုတိယအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့အတွက်ကျမတို့မြန်မာပြည်သူပြည်သားတွေအဖို့တော့အလွန်အင်မတန်စိတ်နှလုံးထိခိုက်ခဲ့ရတဲ့အိမ်မက်ဆိုရီတစ်ခုဖြစ်ခဲ့ရပါတယ်ဒီငလင်လောက်ခတ်မှုကြောင့်စကိုင်းမန္တလေးနဲ့နေပြီးတော့အပါအဝင်စကိုင်းပြည်ရွှေကျော်တလျှောက်လုံးမှာရှိတဲ့ မြို့ရွာအများပြားတွေမှာရုတ်တရက်ကြီးဆိုသလိုပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေ တခဏအတွင်းမှာပဲဆိုသလိုထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ကျမတို့မြန်မာပြည်တမိုးထားရတဲ့ရှေးဟာအမွေနှစ်တွေများစွာပြိုလဲခဲ့ရသလိုအချိန်ကအဆောက်အဦတွေနဲ့လမ်းမဆက်သွေးရေးတွေလည်းဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရတာကို မြင်တွေ့ကြသည့်ကြမှာပါ။ ငလင်လောက်ခတ်ပြီးနိုင်ပိုင်းအတွင်းမှာပဲ NASA ကအစိုးရကငလင်ဘေးသင့်ဒေတာတွေကိုအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီးတော့ NASA ကဥက္ကဋ္ဌကြီးကနေပြီးတော့တဝိုင်းငလင်ကြောင့်ပြက်စီသွားခဲ့ရတဲ့နေရာတွေကိုလိုင်းလံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဒီဘက်ကအကုန်လုပ်ပြီးပါမယ်။ဘာမှစိတ်မပူဘူး။အမမဖြစ်ဘူးနော်ဒီစီနေလားဟုတ်ပါဘူး ကားပြောနေလားစကားတော့ပြောနေပြင်းထန်လွန်တဲ့ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကြီးမားခဲ့ရတာဖြစ်လို့နတ်ဆက်ကအစိုးရအနေနဲ့အချိန်မဆိုင်မဲနဲ့နိုင်ငံတကာအကူအညီတွေရရှိဖို့တောင်းခံခဲ့တာကိုပြောမျိုးချတိခဲ့ရပါတယ်။တကယ်ငလျင်အဓိကဘူချက်ထုတ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော်ရောက်နေပါတယ်။အသေးဆုံးတဲ့ဒီလက်ရှိပေါ်1200ယောက်ရှိပါတယ်။ဒဏ်ရာရတာလည်း1400လောက်ရှိပါတယ်။ပျောက်တဲ့လူတွေရှိနေပါသေးတယ်။အဲ့တိတ်တိတ်ကြားထဲမှာ ပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးဒီတဲ့ပုံနိုင်ဖို့ဓာတ်လာတော့များပါတယ်ဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့အခုလိုအပိစကားပြောတာရယ်တော့ကျွန်တော်တည်င်းဌာနတွေမှာလည်းအစူရောဘက်ကနေပြီးတော့ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတော့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းမယ်အခုအဓိကထားပြီးလုပ်နေပါပြီဒါပြင်တဘာဝဘေးရနေတွေကြောက်ရွံ့လာရင်ခွင့်ပြုမိတ်တောင်းခံစရာမလိုပဲကိုကြီးကယ်ဆယ်ရေးလုပ်ငန်းတွေချက်ချင်းလုပ်ပေးဖို့အမေရရှိထားတဲ့တမန်သားတွေဟာ ငလင်ဘေးသင့်တဲ့မြို့ရွာတွေမှာအဆောက်အဦတွေကိုနိုင်ပိုင်းတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအင်တိုက်အားတိုက်လောက်ကင်ပေးနေချတာကိုအားလုံးမြင်တွေ့ကြရမှာပါသူတွေသူတို့တော်တော်ဟိုပါပြင်နေကြပြို့တို့ရေရေလေးပါဟိုတခုလောက်ကြအောင်ဟိုပါပြင်နေနေပဲဆောင်လာလားသူတော်တော်ဟိုပါပြင်နေရေရေဘူးလေးပြပါဟာဟာတားလေးတော်သေးကွာအင်းရှိသေးတယ်ရေလေးရှိသေးတယ်ဟာတားလေးတော်သေးကွာငိုးတာအောက်ကမငိုးမငိုးဘူးမေဟာ တပ်မတော်သားတွေနဲ့အတူမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေမိသက်တပ်ဖွဲ့ဝင်တွေဗဟိတသူရဲကောင်းတွေပူးပေါင်းပြီးတော့အားနည်းသူကို ဖေးမကူညီတတ်တဲ့မြမစိန်ရင်းစေတနာ အရင်ခံပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေအစွမ်းကုန်လှုပ်ဆောင်ပေးခဲ့ကြပါတယ်။တပ်မတော်သားတွေထမ်းဆောင်နေတဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုတာစစ်တိုက်တဲ့အလုပ်တစ်ခုလည်းမဟုတ်ဘဲနဲ့နိုင်ငံသားတွေရဲ့အသက်အိုးအိမ်စီးဆင်းတွေကို ဘတ်ပေါင်းစုံကနေကာကွယ်ဆောက်ရှောက်ပေးရတာဖြစ်လို့ဒီလိုမျိုးသဘောဝဘေးအနေနဲ့ကြောက်ရွံ့လာလို့ရှင်အမိန်ဆောင်စရာမလိုဘဲနဲ့ရှေ့စုံကနေတက်တက်ကြွကြွနဲ့အင်ပြအားပြီးအချိန်နဲ့တပင်းကြီးလှုပ်ဆောင်ပေးကြတဲ့တပ်မတော်သားတွေကိုပြုံမီတို့အဖွဲ့ကလေးစားပြီးတော့အတိမတ်ပြချောင်းပြောကြလိုပါတယ်ဒီလိုမျိုးပြည်သူတွေဘေးဒုက္ခကြုံတွေ့နေတဲ့အချိန်မှာစာနာထောက်ထားမှုများစွာနဲ့ပြည်တွင်းပြည်ပကရှာဖွေကယ်ဆယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့အချိန်မှာတော့ နိုင်ငံရေးကြောင်းမြတ်ချက်နဲ့ပြည်ပနိုင်ငံတွေမှာထွက်ပြေးရောက်ရှိနေတဲ့အစိုးမြင့်ဖြတ်သမားတွေက တမောသားရဲ့သက်ဆွန်ကြိုးပမ်းနင်းညမရှောင်ရှောက်ဝဲကေစီလှုပ်ဆောင်ပေးနေမှုတွေကိုတရင်အတုတရင်အမာတွေဖန်နေပြီးတော့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေနဲ့ပေါင်းပြီးအနောက်ဆက်ပေးနေရတွေကဒီလိုဘေးဒုက္ခကြုံတွေ့နေရတဲ့ငလျင်ဘေးသင့်ပြည်သူတွေအပေါ်မှာ စာနာထောက်ထားမှုကင်းမဲ့တဲ့လောရတရဖြစ်တယ်လို့ကြုံမျိုးအနေနဲ့ထင်မြင်မိပါတယ် အဖြစ်သမားတွေဘလို့ပဲနှောက်ရှက်ဖြစ်စီနေပါစေပြည်သူရဲ့အကျိုးစီးပွားကိုတပ်မော်သားတွေကတော့အစင်ထာဝရကာကွယ်ဆောက်ရှောက်ပေးနေခဲ့သလို အခုချိန်ထိလည်းပေးနေဆဲဖြစ်ပါတယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေကိုဆော့ဆော့တမန်လှုပ်ဆောင်ပေးနေဆဲဖြစ်လို့ပြည်မျိုးအဖွဲ့အနေနဲ့ငလင်ဘေးသင့်ပြည်သူတွေကိုစားတပ်မော်သားတွေအပါအဝင် ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာတစ်ဖက်တစ်လမ်းနဲ့အင်အားဖြင့်ပါဝင်ကူညီခဲ့ကြတဲ့သူတွေအားလုံးကို အထူးပဲကျေးဇူးတင်ကုန်မြှောက် ောကြလိုက်ပါတယ်ရှင်။ကြရန်ပေါ်